သူမကအရင်ဆုံးသူမချေထောက်ကိုဖိနှက်နဲ့တိုက်ညှိလိုက်တယ်။ပြီးတော့ပိုနေရဲ့အရှိကိုတစ်ချက်ဖြတ်ပြီးအမှတ်သားလုပ်လိုက်တယ်။ဓားကိုအမှတ်သားလိုင်းပေါ်မှာဖိပြီးခိုင်ခိုင်မာမာထားလိုက်တယ်။နောက်ဆုံးမှာသူမချေချောင်းတွေကိုဖျက်တော့ဖို့လန်ဒန်ကိုအောင်ချလိုက်တယ်။ဒီလိုလုပ်တာကဖန်ချီကက်ဖိနှက်ထဲဝင်ဖို့ပါ။သူ့အမနဲ့အတူမင်းသားနဲ့လက်ထပ်ဖို့အခွင့်အရေးရှင်ပြိုင်ဖို့ပါ။မင်းကလေးအားလုံးအားကြမိမင်းသမီးချစ်လာဖို့ပါ။ဒါပေမဲ့သူမကဘက်ဘက်ချေထောက်ကိုဖျက်ရမှာပါ။အဲ့လာကမမပဲညာဘက်ချေထောက်ကိုဖျက်လိုက်တယ်။သူမရဲ့မိခင်ကဒါကိုသိတဲ့အခါစင်စာရီရောပြီးသူမရဲ့ဘက်ဘက်ချေထောက်ကိုပါဖျက်ပေးခဲ့တယ်။ ဒါပေမဲ့ဒါကအဲ့လာရဲ့ပထမဆုံးအဆုံးရောက်လို့ရမဟုတ်ခဲ့ဘူးရွေးချယ်ပွဲမှာမင်းသားရွေးချယ်ခံရဖို့ပါလေးလကြာမှာသူမမိခင်ကပလတ်တစာကြရီဆရာဝန်တအုပ်ကိုရှာတွေ့ခဲ့တယ်ဆရာဝန်ကသူမရဲ့သွားကြည့်ခွင်းတွေကိုကြီးမားတဲ့ညက်တန်နဲ့ဖယ်ရှားခဲ့တယ်ပြီးတော့သူမနာခေါင်းကိုတူနဲ့ထုပြီးနာကျင်စွာအော်ဟစ်ခဲ့ရတယ်သူမရဲ့ညီမလေးကဒီမြင်ကွင်းကိုကြည့်ပြီးထိတ်လန့်သွားတယ်ဒါပေမဲ့အဲ့လာခွဲစိတ်မှုကနေပြန်လဲတက်တာလာတော့ပဲသူမမိခင်ကသူမကိုအကတင်နှန်းချောင်းကိုချက်ချင်းပို့လိုက်တယ်တင်နှန်းဆရာကသူမရဲ့တာမန်ပုံပန်းကိုကြည့်ပြီးသူမကိုနောက်တန်းမှာထားလိုက်တယ် သူမရဲ့လက်ပတဲ့ညီမကိုတော့ရှေ့တန်းမှာထားခဲ့တယ်။ဒါကအဲ့လာရဲ့မာနကိုချက်ချင်းထိခိုက်စေခဲ့တယ်။ဒါပေမဲ့အန်သားစရာကောင်းတာကရွေးချယ်ပွဲဖျော်ဖြေမှုရောက်တဲ့အခါအဲ့လာကမထင်မှတ်ပဲအလဲတန်းမှာရက်နေခဲ့တယ်။ဒါကသူမမိခင်ကတင်တန်းစရာကိုငွေများကြီးပေးပြီးလက်ထိုးခဲ့လို့ပါ။ပြီးတော့သူမညီမတက်ရောက်နိုင်အောင်အခြေအနေတွေကိုကြံစီခဲ့လို့ပါ။ရွေးချယ်ပွဲပြီးဆုံးတဲ့အခါမိန်းကလေးတွေကသူတို့ရဲ့အဝတ်အစားတွေကိုပြန်လဲခဲ့ကြတယ်။မင်းသားရဲ့သူတို့သမီးရွေးချယ်ပွဲအတွက်ပြင်ဆင်ခဲ့ကြတယ်။မိန်းကလေးအားလုံးစံပြင်ပေါ်မှာတန်းစီရက်နေကြတယ်မင်းသားရွေးချယ်ဖို့အတွက်ပါ။တကယ်ကိုအားကျစရာမြင်ကွင်းတစ်ခုပါ။ မင်းသားကအဲ့လာကိုချက်ချင်းရွေးချယ်လိုက်တယ်။သူမရဲ့ပုံပန်းကတော်တော်လာပါတယ်။ဒါပေမဲ့သူမနဲ့မင်းသားကချစ်ကြည်နူးစွာအကြည့်ချင်းဖလှယ်နေရုံပါပဲ။မျက်နှာဖုံးစွထားတဲ့ရိုးရှင်းစွာဝတ်ဆင်ထားတဲ့မင်းကလေးတဦးဝင်လာခဲ့တယ်။အဲ့ဒီမင်းကလေးကတခြားမင်းကလေးတွေနဲ့တိတိတသာချာနာနေတယ်။ရုတ်တရက်မင်းသားကလူပြောင်းသွားတယ်လို့ပဲ။သူကအဲ့ဒီမင်းကလေးစီအကြည့်မလွယ်ပဲရှောက်သွားပြီးသူမကိုအကဖျော်ဖြေဖို့ဖိတ်ခေါ်ခဲ့တယ်။မင်းသားကတဘာဝကြကြအလှဆင်မထားတဲ့အလတရားကိုပိုနစ်သက်တာကသိတာပါပဲ။ဒါကအဲ့လာကိုဒေါသထွက်လို့နှီးပါဖြစ်စေခဲ့တယ်။အလှဖြစ်လာဖို့နာကျင်ခံစားခဲ့ရတဲ့ရက်ပေါင်းများစွာဟာအလှဟိုက်ဖြစ်သွားခဲ့တယ်။ ဒါဟာသူမရဲ့ပထမဆုံးညှင်းပယ်ခံရမှုရဲ့နာကျင်မှုကိုခံစားလိုက်ရတာပါနောက်တစ်ခုကသူမတိလိုက်ရတာကထိုးရှိုးဝဆန်းကျဲတဲ့မင်းကလေးဟာသူမရဲ့ညီမဂျန်နီဖြစ်နေတာပါအဲ့လာရဲ့အသေးထဲမှာဒေါသတွေချက်ချင်းပြည့်စံလာတယ်ဂျန်နီကသူမဖော်ထုတ်ခံရမှန်းသိတဲ့အခါကြောက်လန့်ပြီးထွက်ပြေးသွားတယ်မင်းသားကဂျန်နီကိုဆွဲလန်းနေပြီမို့သူ့နောက်ကိုအပြေးလွှားလိုက်သွားခဲ့တယ်ဒါပေမဲ့သူမကိုမမိခဲ့ဘူးဂျန်နီချန်ထားခဲ့တဲ့ဖက်နဲ့တစ်ဖက်ကိုပဲတွေ့ခဲ့တယ်ဒါနဲ့မင်းသားကလူသိရှင်ကြားကြေညာခဲ့တယ်ဒီဖက်နဲ့ကိုစွန့်နိုင်တဲ့သူကိုငါလက်ထက်မယ်